ဆိုင်နာပါတယ်ဘာလို့ကောက်ကောင်းမှာလို့ကြီးစင်တော့ဆေးကန်းတော့ခိုင်းနေတဲ့မှာနာကောက်တော့အဲ့ဒါကြဘလို့ပြောပါရဲ့အဲ့ဒါကြဘလို့ပြောကြီးလည်းခဲရင်မတီတီတို့ဒီတော့ဝိုင်းခဲရင်မအားတော့လားအဲ့ဒါကြတော့လာတော့မအားတော့လားပဲသူကမှတင်ရိုက်နေတာတော့ဘာပဲအဲ့ဒါကြတော့ကန်ကြီးအဲ့ဒီမောင်းနေဟုတ်တယ် ်ပါတယ်မြူရီအလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီနေ့တုံးရက်မြောက်ပြီးသွားပြီကျန်နေရက်အတွက်เนาะကနန်းစီနေရာ ဖြစ်တဲ့ဖြစ်ထိုက်တာတွေဟာမကြသေးဘူးဖြစ်နေပါတယ်အခုဆိုရင်ကျွန်တော်တို့ကဏ္ဍငါးလုံးကြံသေးတယ်ပရိဒိလည်းကြံသေးတယ်သူကဏ္ဍကြလာတာကဒီနေ့တလုံးဆိုတဲ့ပုံစံလိုမျိုးကြလာတဲ့ပုံစံလိုဖြစ်နေတော့ကဏ္ဍငါးလုံးကြံသေးတဲ့စီမှာဒီတဲ့ကမှ ကျွန်တော်တို့ထွက်လာနိုင်တဲ့ကဏ္ဍနေရာเนาะအမျိုးတွေလည်းတချို့လိုက်နေတဲ့လမ်းစဉ်နေရှိတယ်မူတွေရရှိတယ်အခုတချို့အမျိုးတွေစုံစုံလိုက်နေကြတယ်ပါဝါလိုက်နေကြတယ်ဟုတ်လားမူတွေရလည်းရှိတာဟုတ်မူတွေရလည်းရှိတာဆိုတော့စုံစုံနေလိုက်နေတယ်ပါဝါတွေလိုက်နေကြတယ် nó lâu mai này lại này giờ này thì cha nè cụ lâu mai này à tàu nhà nị tàu tàu xe cụ tàu nhà nị tàu xe cụ nó tàu nhà nị tàu xe cụ ကနေငါလုံးကြံနေတယ်အဲ့ကြတော့ကျွန်တော်တို့ကဒီနေရက်ကကျွန်တော်တို့ရဲ့တပတ်တာမူရရှိတဲ့ site တွေရှိရနေနေပဲကျွန်တော်တို့ကယုံကြည်စွာလှုပ်တော့မယ်လို့ပဲဆုံးဖြတ်ထားပါတယ်နော် ကျွန်တော်မျိုးတွေကိုမနည်းကကျွန်တော်ရတဲ့လူတွေရှိမှာပါနည်းနည်းလေးပြောပါအောင်ကျွန်တော်အမျိုးမနည်းကနော်ကြည်နေလားဆိုတာကျွန်တော်သိကြပါတယ်ခင်ဗျာ ဟူကျော်စင်လခွန်လုံးပိုင်လိုက်နေတယ်ဆိုတဲ့စီမှာကျွန်တော်မနေ့ကဒီခွန်လုံးပိုင်ရဲ့ဇလန်းကိုပဲပြောမှာပါလို့ပြောပြီးတော့ခွန်လုံးပိုင်ပြီးခဲ့တယ်ရွေးချယ်ပြီးခဲ့တာကခွန်သုံးမင်းရောနဲ့ခွန်ရှစ်ခွန်တစ်ဆိုတဲ့သုံးခွက်ထဲဂရုမာရောတောင်းမှန်ပါတဲ့လိုင်းလေးတွေမကောင်းတာလေးတွေအတွက်အဲ့ကြတော့မနေ့ကကျွန်တော်ခွန်လုံးပိုင်နဲ့တေချာပြောပြီးခဲ့တယ်နော်အဲ့ဒီမျိုး တွေ့ရင်မက်မှာခွန်လုံးပိုင်းနဲ့ရမရเนาะတခါမှမပေါက်သေးဘူးဆိုပြီးဒါလည်းပြောတယ်เนาะအဲ့ကြတော့ဒီနေ့ကြည်ရင်ခွန်လုံးပိုင်းရပါတယ်ဆိုတာလေးတော့မှတ်နေနေမှာတယ်เนาะအဲ့ဒါကျွန်တော်တို့ group မှာကျွန်တော်ကခွန်လုံးပိုင်းနဲ့ခွန်တိုးအထူးမရောဖြစ်ပြီးတော့မနေရောညနေရော ခွန်ရှိခွန်တိထိုးပါလို့ပြောခဲ့တဲ့မှာမနေ့ပိုင်းတစ်ခွန်ထွက်ပြီးညနေလဲခွန်သုံးနဲ့ခွန်ရှိနဲ့ကွက်ပဲပေးတာပဲဗျာကျွန်တော်တို့เนาะခွန်သုံးကနေတပွင့်ကြီးသွားပါလေခွန်နှစ်ကနေခွန်သုံးတက်လို့ရတာဖြစ်တယ်ဖြစ်ဖြစ်ရတဲ့ခွန်သုံးမတက်ဘူးခွန်လေးလို့ဖြစ်ကြသွားတယ်အဲ့အဲ့ဒီမှာလဲမနေ့ကကျွန်တော်လိုက်ဒီချာချာပြောခဲ့ပါတယ်ခင်ဗျဒီလို၅ဆောင်း ဘေးဆောင်ဒူးလာလို့65တပောင်းရင်နိနိခွန်၄ခုအခွေတွေကြတဲ့ပါတယ်လို့ပြောခဲ့တဲ့စီမှာခွန်၄ဆိုတာချက်ချင်းကြသွားတာဖြစ်တယ်။နောက်တ683အခွေဒီမှာ6ဆောင်ဒူးလို့လားတ683အခွေအဲဒီတ683အခွေကလေလာပြီနော်မျိုးတွေပါဝါဆိုရင်တော့အဲ့ဒီတ6လာပါလေခင်ဗျာ ဘာလို့လဲကျွန်တော်တို့3ည3.5ခွန်ဘရိတ်တွေကလည်းကြံသေးတာဆိုတော့ပါဝါဆိုရင်အဲ့ဒီ6ကောင်းပါတယ်နော်အဲ့ကြတော့အခုကျွန်တော်ဗာပြောနေတာလဲဆိုရင်ကျွန်တော်တို့ကတော့ကျွန်တော်တို့ရဲ့ဂရုရဲ့မိန်မွေးတွေပဲကျွန်တော်တို့တော့ယုံကြည်စွာနဲ့ထိုးမှဖြစ်ပါတယ် အဲ့မှာတချို့မျိုးတွေထွက်တာလည်းမထွက်သေးဘူးနင်းရမထွက်တာလေးရမထွက်သေးတဲ့အင်မနိုင်ရင် မထိုးကြနဲ့ဗောစိတ်เนาะကိုယ်စိတ်မနိုင်ရင်မထိုးကြနဲ့ဗောကျွန်တော်တို့တောင်ဒီမှာเนาะကိုယ့်ရဲ့မူကိုယ့်စိတ်ကိုယုံကြည်လို့လိုက်ထိုးနေတာခင်ဗျားတို့စေတနာနဲ့ပေးလိုက်တဲ့ဟာကိုဘာလို့ထွက်မလာသေးရဲ့အဲ့လိုတွေလုံနေကြတော့ဟုတ်တယ်မလားတူ ငါကိုအချင်းလေးတွေကိုကြည့်ပြီးလုံးကြပါဗျာဟုတ်တယ်မလားကျွန်တော်တို့ကမျိုးတွေကိုစေနာနဲ့ပေးလိုက်တာလေဟုတ်လားဒီစေနာနဲ့ပေးလိုက်တာလေဟိုတော့အကြိမ်ထိုးရသေးတယ်နှစ်ကြိမ်ထိုးရသေးတယ်မထွက်လာသေးရင်လုံးရအောင်မလားလို့ဘာလို့ဆိုတာကျွန်တော်တို့ကစေနာနဲ့ပုံးစီခြင်းလို့ပေးလိုက်တာ ချက်ချင်းတောင်ကြစီခြင်းတာပေါ့ဗျာ ဟုတ်တယ်မလားလူဆိုတာကအသိနှမိတ်နဲ့လေကျွန်တော်တို့သွားနေတာပဲအမြန်ကြကျင်တာပေါ့ဒါဟိုတချို့ကအဲ့လိုမေးတတ်တာလေးရှိသေးတယ်တပတ်လုံးထိုးရမှာလားလို့ဟာခင်ဗျကနန်းယူပြီးခင်ဗျတပတ်လုံးထိုးကျင်တာလားမမြန်ကြရင်ရောမကောင်းဘူးလားပြောပြအဲ့ကြတော့လားယူပြီးရင်ဘာမှမမေးတာဒီအကောင်းဆုံးပဲနော်ယုံကြည်ရင်ထိုးမယုံကြည်ရင်မထိုးနဲ့ဖိုက်စတာတို့ကအမျိုးတွေကို မကြောက်တင်ခံပြီးအမြင်ပေးခဲ့တာဒီမှာဟုတ်လားတင်ငါခွန်ကိုအခွေတင်ငါထွက်တယ်တစ်ခွန်ထွက်တယ်ခင်ဗျားတို့ပောက်ပါတယ်လို့ဘယ်လိုမှန်ဘူးလဲပြောပောက်ပါတယ်လို့ဘယ်လိုမှန်ဘူးလဲဖရီးပေးခဲ့တာအပိုင်ပါလေဟမ်ပောက်ပါတယ်လို့ဘယ်လိုမှန်ဘူးလဲအခုကျွန်တော်မနေ့ကပြောတော့ကတခါမှမပေါက်သေးဘူးလို့ပြောတဲ့အမျိုးတောင်အခု ခွန်လုံးပိုင်လိုက်နေတယ်လို့ကျွန်တော်ပြောထားရခွန်ထွက်ပြီဗျာမမတ်နိုင်သေးဘူးမလားအဲဒါတွေပြောတာဟာနော်ဒါတွေကိုပြောတာပါအဲ့ကြလူတောင်းတဲ့တယောက်လေးစားချစ်ခင်တန်ဖိုးထားတယ်ဆိုရင်တန်ဖိုးထားတယ်လို့လုံးကြပါလူသားချင်းချင်းလက်ပတ်ချင်းညီငွေကြပါစေနော်မူရီစိုက်တွေနဲ့အဓိကထားပြီးတော့ရစီခြင်းလို့ပြီးခဲ့တဲ့ဟာတွေ မထွက်သေးရင်ထွက်အောင်ဒီထိုးမယ်ပေါ့ဗျာဘာဖြစ်တူဟုတ်တယ်မလားလာပါလိမ့်မယ်အချိန်တန်ရင်မူရီစိုက်တည်းရာအချိန်တန်ရင်သူ့အနေသူထွက်လာမှာဖြစ်ပါလေဟုတ်ကဲ့မင်္ဂလာပါကျွန်တော်ရဲ့ like ကိုတွေးရှိတဲ့အမျိုးတွေအားလုံးကျမ်းမာချမ်းသာပြီးလူရင်းဆန္ဒတွေပြည့်စုံပါစေလို့အထူးဆုတောင်းပေးပါတယ်เนาะအဲ့ဒီကြတော့ကျွန်တော်တို့ဒီမှာအမျိုးတွေအတွက် အပိုင်ပေးခဲ့တာဒါရီယာမြင်မကြောက်တင်ခံနေဆိုတာဟာလာတင်ငါခွန်ကိုကိုတင်ငါထွက်တယ်ဒီမှာခွန်တိမိန်တင်ငနဟုတ်ပြီလားဘာတွေများလိုအပ်နေသေးလို့လဲအဲ့ဒီမှာဟာဆရာဆရာဟာရတယ်ဆိုတာဘယ်သူပြောဘူးလဲအဲ့ဒီအရာတွေပြောတာပေါ့ဗျာလူတယောက်နဲ့တယောက်ဆိုတာဟိုပေးတာလေးတွေကိုပဲကြိတ်ယူနေပြီးကျန်တာတွေကြရင်အဲ့လိုမှန်လို့အဲ့လိုရေးလို့ အမျိုးတွေကကျွန်တော်ကိုပစံပေးတာတခုမှမပါပါဘူးပေးရလို့လားအဲ့ဒီအလုပ်တွေကနော်အဲ့ဒါလေးတွေသိစေချင်တာပါနော်ဒီမှာခွန်ပိုင်းတဲအပိုင်းနေပဲဗျာယုံကြည်လို့လှုပ်တဲ့လူတွေဆိုတာရှုံးနေတာအကြောင်းရှိသလားပြောဒီသုံးရက်ထွက်တာရှိသေးတယ်အဲအဲ့ဒီကြတော့တယောက်နဲ့တယောက်ချစ်ခင်စေတဲ့အလုပ်တွေပဲလုပ်ကြပါလို့ပြောချင်ပါလေ၃၅ကို၄ကိုနှစ်အချင်းနဲ့လေပေးထားခဲ့တာပဲငါးလေးထွက်ခဲ့တာပဲမလား မူတွေစိုက်တွေရှိလို့ကောင်းတာတွေကိုပဲမျိုးတွေကိုကျွန်တော်တို့ပေးခဲ့တာပါအဲ့ဒီမှာတောင်ကျွန်တော်ပြောတယ်လို့ပဲကျွန်တော်မျိုးတွေဟာဒီလိုအပတ်တိုင်းကောင်းနှွေးရရတွေပေးနေတဲ့စီမှာ like and sharing လေးတွေလုပ်ပေးပါဆိုတဲ့စီမှာဘယ်သူလုပ်ပေးဘူးလို့လဲကဲဒါမေးလာပြီနော်ပေးထားတဲ့ကနေမထွက်သေးတော့တာဟိုအမနာရှာမကျူး မထွက်သေးဘူးလားအချိန်နေကောင်းရဲ့လားဆိုတာပဲဟိုမေးတတ်တာအခုလို့ထွက်တော့ကြတော့ဘယ်သူမှန့်ပေးဘူးလဲပြောပါဦးဒါအမှန်တရားတွေပြောတာဟာနားခားတယ်လို့ဖြစ်ခြင်းဖြစ်မယ်နော်အဲ့ဒီကြောင့်မို့လို့ကိုလှုပ်တဲ့အလုပ်တရားကိုပဲခံစားရတာဖြစ်တယ်ကိုကောင်းတာလို့ရင်ကောင်းတာခံစားရမယ်ကိုစိတ်ထားတွေကောင်းရင်ကိုစိတ်ထားကောင်းတယ်လို့ခံစားရမယ်ဒါတခါလေးပြောလိုက်တာနော်ဒါခင်ဗျားတို့โอเคပါမင်္ဂလာပါခင်ဗျား အဲ့ဒီကြတော့အခုကျွန်တော်တို့ကြမ်းနေတယ်ကျွန်တော်အမျိုးတွေအတွက်ကျွန်တော်ဆုံးဖြတ်ချက်လေးတစ်ခုချပေးမယ်ဖြစ်နိုင်တဲ့ဆိုရာလေးကိုလုပ်ပါကျွန်တော်တို့ယုံကြည်ထားတာတုံညလာပါလိမ့်မယ်ခင်ဗျာအဲ့ကြတော့တုံညလာပါလိမ့်မယ်အဓိကထိုးရမယ့်ကဏ္ဍက ောဆုံဆုံဆိုတဲ့အမျိုးတွေအတွက်လဲဒီဆုံဆုံကကျွန်တော်ပေးလိုက်တာမဟုတ်ပါဘူးเนาะဒါပေမဲ့ကျွန်တော်အမျိုးတချို့တွေကလာရောက်မေးမြန်းထားတဲ့အတွက်ဆုံဆုံကလဲအပတ်တိုင်းမှာဘာပဲဖြစ်ဖြစ်ထွက်နေတတ်တဲ့ဟာဆိုတော့ကျွန်တော်အမျိုးတွေလိုက်တဲ့အမျိုးတွေကလဲအပြစ်လို့ပြောလို့တော့မရပါဘူးအဲ့ဒီကြတော့ဆုံဆုံနဲ့ပတ်သက်တာကို ကျွန်တော်ကတုံညာကြိုက်တာဖြစ်တဲ့အတွက်ဒီလေးခွက်ကိုရွေးချယ်ပြီးတယ်ပါဝါဆိုရင်တော့တစ်ချောက်ကိုအထူးမင်းအောနဲ့လေးကိုနဲ့နှစ်ခွက်တော့တုံညာအလုံးတန်းမူကြောင်းငါးတုံညာဆိုတဲ့ဇနန်းနဲ့เนาะတစ်ချောက်ကိုအထူးကြိုက်တာဖြစ်တယ်ပါဝါဆိုရင်ဒီ၃ခွက်ကိုရွေးချယ်ပြီးတယ်เนาะနောက်ဆုံးဒီတစ်ချောက်ပဲလုံးချင်လို့ ဘာလို့လဲခုနကျွန်တော်ပြောတဲ့เนาะ6ဆောင်းတူထားလို့ဒီ6 8 3ဟွေဟွေတုံညာ၅ခုပြိတ်တွေလာရအောင်မယ်ဆိုတော့ဒီတစ်ချောက်ဟာမျိုးတွေအတွက်အကျိုးရှိမှာဖြစ်ပါတယ်။နောက်ပြီးတော့ကျွန်တော်တို့ဒါမူလေးတွေပေါ့ဗျာဒါတွေကကျွန်တော်တို့လိုက်ရလိုက်တဲ့မူလေးတွေဖြစ်တယ်အမျိုးတွေ ျွန်တော်တို့ light တိုက်ဆိုင်စစ်စေးမပြီးတော့ဘူးเนาะအချိန်ကြီးကအခု line နေရလဲမကောင်းတော့ဒီလိုမျိုးအလုံးတူလေးတွေဇောင်းကြလာရင်အထက်အောက်တွေကြလာရင်เนาะဘာလီ light တက်လဲဆို16 8 break ဒီ ti break ti break မလို့16 break တုံညာ break တုံညာ break ဆိုရင်တုံညာ break ဖြစ်တယ်ဆိုရင်တုံညာ9ခွန် break ပေါ့အဲအဲ့လိုမျိုးပေါ့ဗျာเนาะအခုဒီမှာ6 5 6ဆိုတဲ့ အလုံးတူပြိတူဒီလိုလေးတွေကြလာတယ်ဆိုရင်တ68တိမလို့တ68ပြိတ်တွေကြတတ်ပါလေဆိုတော့ဒီမှာတ68ပြိတ်ကြသွားပြီကြီးတွေကြသွားပြီသူကအဲ့လိုကြသွားပြီးရင်ဘာလိုက်တတ်လဲဆိုဒီတ68အခွေလိုက်တတ်တာနော်မူတွေစိုက်တွေမျိုးတွေတခြားလေးတွေလိုက်ကြည့်ပါနော်လိုက်တတ်တာဆိုတော့အခုမှဒီမှာအလုံးလဲကြသွားတယ်ပြိတ်လဲကြသွားပြီဆိုတော့ ဒီဒီ6ရှစ်အခွေရာကြာနိုင်ပါလေခင်ဗျာဒီ6ရှစ်အခွေရာကြာနိုင်ပါလေနော်ဒီ6ရှစ်အခွေရာကြာနိုင်တာဖြစ်တဲ့အတွက်ကျွန်တော်ကအဲ့ဒီတစ်6ဆိုတာကိုရွေးချယ်ပေးတာဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်တို့နောက်ထပ်အလုံးပိုင်းတစ်ခုနဲ့ကရှစ်ဆိုရင်ကျွန်တော်တို့အခုဒီထဲမှာပါတဲ့ရှစ်နှစ်ရှစ်ချက် ရှစ်ကိုးဆိုတဲ့ကနန်းနေနဲ့ကျွန်တော်အမျိုးတွေကိုကြံနေကြင်စာမှာအတုံးဝင်လိမ့်မယ်လို့ကျွန်တော်ကဒါဥပေတမင်းနဲ့ပေးတာပဲဖြစ်ပါတယ်ခင်ဗျာဘာလို့လဲကျွန်တော်မှလည်းဂရုမှရှိသေးတယ်เนาะကျွန်တော်တို့လောကမင်းဟာတွေရှိသေးတာဖြစ်တဲ့အတွက်ကျွန်တော်မျိုးတွေကို ကျွန်တော်ဒီကနန်းစီဟာကျွန်တော်တို့ဓာတ်ရိုက်မဟုတ်ဘဲနဲ့တွဲပိုက်တို့နီးပြီးနေ အမျိုးတွေအတွက်အတုံးကြမဲ့ဟာတွေပြစီတာဖြစ်မယ်လို့ကျွန်တော်ကချက်ပြပေးဖြစ်ပါတယ်5 star တို့စေနာတွေမန်ကန်ခဲ့မယ်ဆိုရင် ပေါက်သီးဖြစ်ရပါလိမ့်เนาะဘလို့လဲကျွန်တော်မျိုးတွေကျွန်တော်ခုနပြောသလိုပဲနည်းနည်းလေးစိတ်ဆိုးတာမန်လေးတွေပါသွားတယ်ဆိုရင်လည်းတောင်းပန်ပါတယ်เนาะတချို့လူတွေကအဲ့လိုတွေရှိတတ်ပါတယ်။ကိုကစေနာနဲ့ပေးလိုက်တဲ့စီအားတွေကိုနော် ရတဲ့အချိန်ဒီမှာဘာသာမှမကြောက်ကျေးဇူးတင်နေတော့မျောခဲ့ဘူးတဲ့လူတွေမဟုတ်ပါဘူးခင်ဗျာဒါအမှန်ပြောတာပါအဲဟိုမုံမိုးပေးဖို့ဆိုတာဝေးစားဟလာကျေးဇူးတင်နေဆိုတာတောင် မပြောခဲ့ပါဘူးဒါပေမဲ့ကျွန်တော်တို့ကတော့စေနာနဲ့လာ အလို့တောင်းရင်ကိုဂရုထေရကနန်းကိုကနန်းရောင်းတဲ့ကနန်းတော်ပေးလိုက်တာပါအဲမထွက်လာသေးအဲ့လိုမျိုးမှမထွက်လာသေးရင်အချိန်ကြီးကဘလို့ကြီးလဲ ဆိုတာ၄ကြတော့မဖြစ်သင့်ဘူးလေကျွန်တော်ကစေလံနဲ့ပေးလိုက်တယ်လို့အမျိုးကယုံကြည်လို့လာယူတယ်ဆိုရင်ထိုးချင်ထိုးပါမထိုးချင်မထိုးနဲ့တော့ရပြီဟုတ်တယ်ဘာမှပြောစရာမလိုဘူးကျွန်တော်ကလည်းငွေကြေးပေးစရာလေလူတွေအလုံးမဟုတ်ဘူးလေတယောက်နဲ့တယောက်စေနာနဲ့လှုပ်တာပဲဗျာဒါလေးတွေကတော့လူရဲ့ဟိုလမ်းစဉ်လေးတွေကတော့လူဆိုရင်နားလည်ဘူးကောင်းတာဟုတ်တယ်မလားအဲကြတော့ ကျွန်တော်ရဲ့ like ကိုတွေးရှိတဲ့မျိုးတွေအားလုံးကျမ်းမှချမ်းသာပြီးလူရင်ဆန္ဒတွေပြည့်စုံရင်းနဲ့လူသားအချင်းချင်းလက်ပတ်ချင်းကင်းရှင်းကြပါစေလို့ဆုတောင်းရင်းနဲ့အားလုံးမင်္ဂလာပါကျွန်တော်ကတော့ဒါကျန်လေးချိန်စာကိုချုပ်ပြီးပေးရဖြစ်တယ်နော်တုံညာကျွန်တော်ကတော့အကြိုက်ဆုံးကတုံညာပဲအဲဒါဖက်စတာအကြိုက်ဆုံးတုံညာလုံးမိုင်လာမယ်တုံညာဘူးတွေလာပြီးရင်တုံညာဆိုတာဂျင်းသေးပေါ့လာရမှာဖြစ်တယ်နော်ဒါကြောင့်တုံညာကြိုက်တယ် ဒါကစုံစုံသမားတွေအတွက်ထည့်ပေးတာပါဝါသမားတွေအတွက်ပေးတာရှစ်လုံးပိုင်သမားတွေအတွက်ပေးတာဒါဆိုရင်ဂျင်းနဲ့ကြလိမ့်မယ်လို့ဖိုင်စတာကနော်ယုံကြည်ပါတယ်အဲ့ဒီတည်းကမှဖိုင်စတာရဲ့မူတိုင်းရော့လိုချင်နေဆိုရင်တခွေသေးမှလိုက်ချင်နေဆိုရင်ကြံလေးချင်း ရော့ဗျာဒါကတော့အထူးစေနာပဲနော်စေနာကောင်းရင်ကံကောင်းမယ်နော်အမျိုးတွေဒါကျွန်တော်ကြည့်ကြမယ်ဗျာဟုတ်ပြီလားအလုံးမင်္ဂလာပါခင်ဗျာ